လူလာဟာမွေးကလေးကမိမတွေဝိုင်းဝိုင်းလည်နေသူပါမူချိုကနေထက်တန်းကြောင်သားဖြစ်တဲ့အထိပြိုတိုင်းကြိုက်တဲ့နှင်းစီကင်ဖြစ်လာတဲ့စောကြည့်ပေမဲ့ရီစားတယောက်မှမရှိတာကြောင့်မိန်းကလေးတွေကသူ့ကိုကြိုက်ရုံပဲကြိုက်ပြီးမတွဲကျင်ကြဘူးဆိုတဲ့သတင်းတွေပြန့်နှံ့လာတဲ့အဲ့ဒီသတင်းတွေပြောက်သွားအောင်ရီစားထားမှဖြစ်ပါတော့မယ်သူ့အတွေ့တဲ့စော်ရဖို့တဲ့ငပြောသည်အခွန်နွားစားတာကမှခက်ပါအောင်မယ်သူ့ပေါ်တာတွေကလည်းလူလာအတွက်တင်းတော်မဲ့သူကိုလိုက်ရှာပေးတယ်ကျောင်းအဘေးတင်းရဲ့ခေါင်းဆောင်ဂီတာဘွဲကခေါင်းဆောင်အားကစားဘွဲကခေါင်းဆောင်တို့ကိုသဘောမကျပါဘူးသူကတော့ကျောင်းရဲ့အလှပကေးဖွေးဖွေးဖြစ်ပါတယ်လာကြိုက်သမျှကောင်လေးတွေကိုအမြဲညင်းပြတဲ့ဖွေးဖွေးကိုလိုက်ဖို့ဆုံးဖြတ်လိုက်ပါပြီယုံကြည်မှုတွေလွန်ကဲပြီးရီစားစကားတော့ပြော ောတာချက်ချင်းညှင်းခံလိုက်ရတဲ့အတွက်ဒီပြက်ရှင်အတောက်လိုက်ဝင်သွားတယ်တကယ်ချင်းတွေကကြားကောင်မလေးတွေကိုပြောင်းလိုက်ဖို့အကြံပေးပေမဲ့လူလာကတော့ဖွေးဖွေးမှဖွေးဖွေးပါပဲလူလာကအတင်းလိုက်ကနေပေမဲ့ဖွေးဖွေးကတော့ဝေါဝေါချေးတယ်စိတ်ထားပြုစင်တဲ့ဖွေးဖွေးကိုပူကြိုက်လာပြီးတော့လိုင်းပေါ်မှာတော်ကီချွေနီးတွေလေးလာရပါပြီတနေ့ကားပေါ်မှာကိုဝင်တဲ့ကိုနေရဖယ်မပေးတဲ့ယောက်ျားနဲ့ဖွေးဖွေးတို့စကားများတယ်ဖွေးဖွေးကအကြေကြီးထားရတာကြောင့်အဲ့ဒီလူကခုံနေရဖယ်ပေးရပါတော့တယ်ဖွေးဖွေးကိုမကျေနပ်လို့အဲ့ဒီလူကနောက်ကနေလိုက်ပြီးနှောက်ရက်တယ်လူလာကကိုခိုင်ပညာဘာမှမတတ်ပေမဲ့ဖွေးဖွေးကိုကိုညင်ကျင်တဲ့စိတ်နဲ့နပန်းဖက်လဲတာသူပဲရိုက်ခံလိုက်ရတယ်ဖွေးဖွေးကရဲကိုဖုံးဆက်ပြီးလှမ်းတိုင်နေသူ့ ိုကူညီပေးတဲ့အတွက်ကျေးဇူးတင်စကားပြောတယ်။ကျောင်းဘဝမှာဖွေးဖွေးကယောက်ျားတယောက်ကိုတာမန်နဲ့မတူပဲထူးထူးခြားခြားဆက်ဆံနေ။အဲ့ဒီလူကတော့ဗကြီးဆရာကိုခန့်ညာဖြစ်ပါတယ်။တကယ်ချင်းတွေကိုသူရိုက်ခံရတဲ့ကြောင်းပြောပြနေတော့အခန်းထဲကိုဖွေးဖွေးကပြုံးပြီးဝင်လာတယ်။ပြုံးခဲ့တဲ့ဖွေးဖွေးရဲ့နောက်ကလိုက်ချောင်းရင်ကိုပညာကိုသဘောကျနေမှအထာပေါက်သွားတယ်။ဘော်ဒါရီကလူလာအတွက်တင့်တော်မဲ့ကောင်မလေးထက်ရှာပေးပေမဲ့လူလာကတော့ဖွေးဖွေးမှဖွေးဖွေးပါပဲ။ကျောင်းစင်ကြီးဖွေးဖွေးအင်တီလိုက်သွားပြီးရီစာစကားပြောရင်နားမှာရှိတဲ့စာတိုက်ပုံးတွေကိုဖြတ်စည်းမိသွားလို့ပြန်ပြင်ရပါတော့တယ်။သူရိုက်နေတဲ့ချိန်အချိန်ပိုင်းလှုပ်လှုပ်ဖို့အင်ကနေပြန်ထွက်လာတဲ့ဖွေးဖွေးကိုငင်းပြီးတော့လက်ကိုတူနဲ့ထုမိသွားပါပြီ။သူ့ကိုအ အိမ်ထဲခေါ်သွားပြီးစိတ်ထက်ပြေးတဲ့ပြင်ညစာပါကြွေတယ်လူလာကဘာညတာတကာကွစီကွစားတွေပြောနေပေမဲ့ဖွေးဖွေးကတော့တစည်းမစိတ်ဝင်စားပါဘူးအိမ်ထဲရံမော်ကပကြီလေးကိုမြင်တော့နည်းနည်းဆက်ဆွကြည့်တယ်အဲ့ဒီပကြီကဖွေးဖွေးရဲ့အဖေမသိခင်နောက်ဆုံးဆွဲခဲ့တဲ့ပကြီကပါအသက်ကိုနှစ်မှာမိဘမဖြစ်သွားတဲ့အချိန်ကစပြီးတယောက်တည်းနေခဲ့တယ်တငယ်ချင်းတွေချစ်သူတွေမထားပဲလုံတွေလုံပြီးဘွားကိုကြောက်ခဲ့တယ်အထီးမကြအောင်လူတွေကြားမှာနေတဲ့နယ်လို့အကြံပေးတဲ့လူလာကိုဒေါသထွက်သွားတယ်အချိန်ပိုင်းလုံတွေလုံနေရတာကြောင့်ထွက်လည်ဖို့အချိန်မရှိဘူးလို့ပြောပြီးလူလာကိုနှင်နေလူလာရင်ပြန်ရောက်တော့မိဘတွေကသူ့ကိုနွေ့နွေ့ထွေးထွေးကြုံဆိုတယ်နောက်နေ့မနေ့မှာလူလာကဘေးကန်းကိုပြောင်းလာတာမြင်ပြီး ီဖွဲ့ဖွဲ့ကတော့စိတ်ညစ်သွားတယ်ဖွဲ့ဖွဲ့နဲ့သူ့ရဲ့ခြေနေတွေကိုလည်းဘော်ဒါတွေကိုဖောက်တယ်ချတယ်ဘော်ဒါတွေကအိမ်ပြောင်းတဲ့မတ္တရားအနေနဲ့အိုမာဒန်နီလေးတွေပါတဲ့မဂဇင်းကိုလက်ဆောင်ပေးတယ်ဆရာခန်ကြားကခွင့်ယူထားတဲ့ဆရာနေရာမှာအစားထိုးဝင်ပေးတယ်ဖွဲ့ဖွဲ့ကပြုံးထိနေတာကြောင့်မတားလို့ဖြစ်မိတယ်စိတ်တွေညစ်နေတော့ဘေးကန်းကနေတန်နေကြတယ်တကားကိုအသားလေးဖွင့်ပြီးချောင်းကြည့်တော့ဖွဲ့ဖွဲ့ရဲ့ခန်းရှိမှလူဆိုးနှစ်ယောက်ရောက်နေတယ်အဲ့ဒီလူတွေကဖွဲ့ဖွဲ့အိမ်ယူထားတဲ့အကျွေးတွေကိုပြန်တောင်းနေတာပါပေးစရာမရှိလို့ကြောက်လန့်နေတဲ့ဖွဲ့ဖွဲ့ကအသက်မထွက်ပဲအိမ်ထဲမှာပုံနေတယ်အဲ့ဒီအချိန်ရန်တာကနေလူလာကခုံပြန်ကြော်လာပြီးရောက်လာတယ်သူ့တိုက်ခန်းမှာခဏပုံနေဖို့လာခေါ်တာပါတက်ဆွဆန်များခုံကြော်ကြရင်နှစ်ယောက်သား ဖက်မိသွားတယ်လူမိုက်တွေကခန်းတကားကိုကပ်ဖွဲ့ပြီးတော့လူဝင်ရှာတယ်ခလေးတွေတက်လေတဲ့လူမိုက်တွေကလူလာရဲ့ခန်းထဲကိုပါလာရှာတယ်အကျွေးပြတ်မဆတ်နိုင်တဲ့ပွေးပွေးကိုရောင်းစားဖို့ကြံတယ်လူလာကပွေးပွေးကိုအတင်းကျပ်ဖက်ထားပြီးတော့ကာကွယ်ပေးတယ်ပတ်စံလဲမရလူကိုလည်းခေါ်သွားလို့ပြတာကြောင့်နောက်ဆုံးချိန်သတိပေးပြီးထွက်သွားတယ်လူလာကိုကျေးဇူးတင်တဲ့အနေနဲ့ပွေးပွေးကထမင်းဖိတ်ကြွေတယ်သူတို့တယောက်ရဲ့ဆက်ဆံရေးကတနည်းတဲ့တနည်းတိုးတက်လာပါပြီပကြီးချိန်မှာဆရာခန့်ညာကအသီးပုံဆွဲခိုင်းတယ်ပကြီးထွကြုံတဲ့ပွေးပွေးကိုတီးတဲ့အတန်းချိန်ပေးတယ်လို့ပုံမဆွဲတတ်တဲ့ခန်းညာကိုပါတူတူတက်စေတယ်ပွေးပွေးကိုကြိုက်လာဆိုပြီးဆရာကိုမြင်ကြည့်တယ်ပွေးပွေးလိုပါရမီရှိတဲ့အကြောင်းတို့ကိုသဘောကျတယ်လို့ဖြေတယ်အဲ့ဒီလိုတော်တဲ့ကလေးမက ိုအနုပညာကောလိပ်တစ်ခုမှာပညာသင်ဆုနဲ့ဝင်ဖို့မျှော်လင့်နေတာပါဆရာကဖွေးဖွေးကိုမိန်းကလေးတယောက်လိုမမြင်တာသိလိုက်ရတော့မှတပြင်းချနိုင်သွားပါပြီအဲ့ဒီအချိန်ခန်းထဲကိုဖွေးဖွေးရောက်လာတယ်ဖွေးဖွေးကဆရာကိုပြောပြောရှင်းရှင်းစကားပြောနှုတ်ဆက်တာကိုမြင်ပြီးတဝင်းနေတုံမိတယ်အိမ်ပြန်လမ်းမှာဖွေးဖွေးကသူ့အဖေလိုမျိုးပကြီးဆရာဖြစ်ချင်တဲ့ကြောင်းနိုင်ငံသားမှာပညာတော်သင်သွားချင်တဲ့ကြောင်းသူတို့အိမ်မှာပတ်သက်မရှိတာကြောင့်အနုပညာစကောလာရှစ်တစ်ခုကိုလိုချင်နေကြောင်းနဲ့အဲ့ဒီဆိုရဖို့ဆရာခန့်ညာရဲ့ထောက်ကန်ချက်တွေပေါ်မှာမူတည်နေတဲ့ကြောင်းတွေပြောပြတယ်တွေးခေါ်ရှိတဲ့လူတယောက်ဖြစ်တဲ့ဖွေးဖွေးကိုပို့သဘောကျလာမိတယ်နောက်နေ့မှာလူလာကဖွေးဖွေးကိုသူတကယ်ချင်းနေပေမဲ့ဖွေးဖွေးကတော့ပကြီးတင်တဲ့ဆရာကိုသဘောကျနေတဲ့ကြောင်း င်ဘော်ဒါတွေကိုယင်ဖွင့်နေလာမယ့်လေးလာရခီမှာဖွေးဖွေးရဲ့နှလုံးသားကိုအပိုင်သိမ့်မို့ဝိုင်းတိုက်တော်နေအဲ့ဒီနေ့ညနေနှစ်ယောက်သားထမင်းစားနေတဲ့ချိန်လေးလာရခီကြောင်စကားဆကြည့်တယ်ဖွေးဖွေးကသူ့လေးလာရခီကိုသွားမမဟုတ်ကြောင်ပြောတယ်နောက်နေ့မှာကျွေးတောင်းတဲ့လူတွေပြန်ရောက်လာတယ်ဖွေးဖွေးကသူ့ရှာထားသမျှပတ်စံတွေအားလုံးကိုပေးလိုက်ရတယ်နောက်လာလာစားလေးတွေရမှကျန်တဲ့ပတ်စံကိုပေးပြရစီဆိုပြီးတောင်းပန်ပါတယ်အဲ့ဒီစကဲလုံးတွေအားလုံးကိုလူလှကမတော်တဆကြားသွားတယ်အကျွေးတောင်းပြီးပြန်လာတဲ့လူတွေနောက်ကလိုက်ပြီးအကျိုးအကြောင်းမကြည့်တယ်ဖွေးဖွေးရဲ့ဖေဟာအုံနောက်ကိစ္စဖြစ်ခဲ့တယ်ဒါကြောင့်မို့လို့မြေဖြစ်သူကကျွေးတွေကိုပြန်မဆက်နိုင်တော့ပါဘူးအဲ့ဒီကျွေးတွေကိုဖွေးဖွေးကချိန်ပိုင်းလုပ်တွေလုပ်ပြီးတော့ပြန်ဆက်နေရတာပါအခု ပဲဖွေးဖွေးကကြောင်းလေးလာရင်ကြီးကိုမလိုက်တဲ့ကြောင်းရင်ကိုသိသွားပါတော့တယ်ဖွေးဖွေးကိုကိုကြီးပေးကျင်လုံးနဲ့လူလာဟာဟင်းနေချက်ပြီးဖွေးဖွေးရဲ့ကားဝါမှာမြဲတမ်းသွားတာလေသူကကောင်းမေလုံးလုံးဖွေးဖွေးရဲ့စိတ်တွေလှူရှားလာပါပြီလူလာဟာမိဘတွေစီကမိုးပေါ်မတောင်းမဲ့ဖွေးဖွေးရဲ့လေးလာရင်ကြီးချင်းပေးဖို့ကိုတိုင်အလုပ်ကြိုးစားပြီးငွေရှာတယ်လေးလာရင်ကြီးမှာဆရာကကြက်ကြွေတာတွေကိုစင်းပြုစုဖို့အတွက်နှစ်ယောက်တစ်တွဲတွဲခိုင်းတာဖွေးဖွေးနဲ့လူလာကတူတူမဲကြတယ်ခွင့်ရရတော့ရီစားစကားပြောဖို့ကြံနေချင်းသူတို့နားကိုအတန်းပေါ်တွေကရောက်လာလို့အစီအစဉ်ပြတ်ခဲ့တယ်ကြောင်းလေးလာရင်ကြီးကအပြန်သတင်းတစ်ခုကိုကြားလိုက်ရတယ်ဆရာခန်ကြားကမိသားစုရေးဖို့ကိစ္စကြောင့်လှုပ်ထွက်တော့မှဖြစ်ပါတယ်အဲ့ဒီသတင်းကိုကြား ပြီးတခြားចောင်းသားတွေတဲ့ဖွဲ့ဖွဲ့ကပိုစိတ်ညစ်သွားတယ်သူ့အချစ်ဆုံးဆရာကចောင်းပြောင်းတော့မှဖြစ်တဲ့အတွက်သူ့ရဲ့လျှို့ဝှက်နေရာလေးကိုတွားပြီးတော့ online ကိုလိုက်လုပ်တယ်သူချစ်တဲ့သူတွေအားလုံးကသူ့ကိုထားသွားတယ်ဆိုပြီးပြောနေတာကိုနောက်ရောက်ခံလိုက်ကြည့်တဲ့လူလာကကြားတယ်ဖွဲ့ဖွဲ့ကိုနေတာကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိတယ်စိတ်ထောက်ကိုကြည့်ဖြစ်သွားတဲ့ဖွဲ့ဖွဲ့တယောက်အေးရတယ်လဲတော့လူလာကပြုစုပေးတယ်နှုတ်ဆက်ပွဲနေ့မှာဆရာကပျော်ရွှင်စေမယ့်ရာကိုသာလုပ်ပါဆိုပြီးចောင်းသားတွေကိုမှာတယ်ဆရာကသူတို့မြို့ကနေထွက်သွားတော့မှဖြစ်တဲ့အတွက်ဖွဲ့ဖွဲ့ကိုတောင်းတော့ပြီးဆရာကိုစကားလိုက်ပြောဖို့တိုက်တော့နေလမ်းမလျှောက်နိုင်အောင်နေမကောင်းဖြစ်နေတဲ့ဖွဲ့ဖွဲ့ကိုဝီချက်နဲ့တင်ပြီးအမြန်တော့နေလူလာရဲ့တငယ်ချင်းတွေကလည်းကူညီပေးတယ်ကားကြီးရောက်ပေမဲ့ဆရာကို မမိတော့ပါဘူး။ဒါကြောင့်မို့လို့ကြုံရကားတစီကိုတက်စီပြီးအမိလိုက်တယ်။နောက်ကနေစူးစမ်းပန်းစားလိုက်ပြီးတဲ့နောက်ဆရာကိုမိသွားပါပြီ။ဆရာကလည်းသူတို့ကိုမြင်တော့အံ့ဩနေတယ်။ဖွေးဖွေးကဆရာကိုသဘောကျတာဟာပညာသင်စုကိုရကျင်လုံးလုံးဆိုပြီးဝန်ခံတယ်။ဆရာကခွင့်လွှတ်ပေးတဲ့ပြင်သူလိုချင်နေတဲ့ပညာသင်စုထောက်ခံချက်ပေါ်မှာဖွေးဖွေးကိုပေးတယ်။ဖွေးဖွေးအတွက်ခွန်အားဖြစ်စေမဲ့စကားလေးတွေပြောပြီးတဲ့နောက်ခရီးဆက်တယ်။လူလာကဖွေးဖွေးကိုနောက်ကနေတိုက်ဖက်တယ်။ဖွေးဖွေးကဆရာခန်းသားကိုယောက်ျားတစ်ယောက်လိုမဟုတ်ဘဲအဖေတစ်ယောက်လိုသာသဘောကျခဲ့တာဖြစ်ကြောင်းပြောပြတယ်။ဒါကိုကြားလိုက်ရတော့လူလာလည်းအယံအံ့ဩသွားတယ်။နောက်ဆုံးမှာတော့နှစ်ယောက်သားပြုတ်ပြုတ်လေးပေးလိုက်ကြတယ်။လူလာကဖွေးဖွေးကိုနောက်ထပ်အထီးမကျန်စီရ ပါဘူးဆိုပြီးကတိပေးလိုက်ပါတော့တယ်။တချို့တွေဒီလိုစော်ကြည့်ပေမဲ့တချို့ကတော့စော်စော်ရင်စလုံးတော်မပေါင်းတတ်ကြပါဘူး။အစုံအနိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။